ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်ကြကြအတက်နေ့ဖြစ်တဲ့ဒီနေ့ April 16ရက်မနက်အစောပိုင်းမှာကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကြုံတိုးမြို့အနီးတစ်ဝိုက်ကခြေရွာတချို့လေကြောင်းတိုက်ခိုက်ခံရတယ်လို့ကရင်သတင်းရှင်းမြစ်တွေကပြောပါရယ်ဒီမနက်6နာရီဝန်းကျင်မှာလေကြောင်းတိုက်ခိုက်ခံရတဲ့ရွာတွေကတော့ နွားချံကုန်၊လေးတိုင်၊ငါးတိုင်၊ကိုးတိုင်နဲ့ရေပူစတဲ့ရွာတွေဖြစ်ပါတယ်။ကြုံတိုးမြို့ဒေသခံတဦးကလည်းတိုက်ပွဲမဖြစ်ပဲလေချောင်းတိုက်ခိုက်ခံရတာလို့ဆိုပါတယ်။ဒါပေမဲ့တကြံအကျက်နဲ့မနက်ပိုင်းကတော့ကော့ကရိတ်ကြုံတိုးလမ်းပိုင်းကြုံတိုးမြို့အနီးကနေရာတွေမှာတိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီနောက်မနေ့ကနေ့လယ်ပိုင်း12နာရီလောက်မှာကျုံတိုးမြို့အနောက်တောင်ဘက်ကကန်းနီရွာဖုံးကြီးကျောင်းဘုံကျဲခံရပြီးအရက်သား9ဦးထပ်မင်းသေးဆုံးခဲ့ရပါတယ်။ပြီးတော့အဲ့ဒီတကြံအကြက်နေမှာပဲမနက်9နာရီဝန်းကျင်ကလည်းကျုံတိုးမြို့အနီးကနွားချံကုန်းရွာတဲ့လက်နက်ကြီးကျပြီးအရက်သားထိခိုက်သေးဆုံးမှုတွေရှိခဲ့တာပါ။ People Spring ကကြီးရှုရတဲ့ဓပုံအရနွားချံကုန်းရွာမှာအရက်သား2ဦးထပ်မင်းသေးဆုံးတာကိုတွေ့ရပါတယ်။ထိခိုက်သေးဆုံးမှုအခြေအနေအသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေသေးပါ ကရင်ပြည်နယ်မှာတကြံကာလအတွင်းကော့ကရိတ်ကြုံတိုးလန်းတလျှောက်နဲ့ကော့ကရိတ်မြို့မြောက်ပိုင်းမြပတန်ရွာရှင်ခွဲတောင်စခန်းတဝိုက်မှာစစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြားတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်ရှင်။ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတန့်ကိုပဲတောက်သုံးပါ။ဘုံပန်းရေတွင်းရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရစေ။